ဦးသိန်းကတော့ဒုစိတ်တလို့ခေါ်တော့ဗောဗျာသူစိတ်တတယ်နာမည်ကဟမ်သူဆိုတာအကောင်းဆုံးစိတ်တဆိုတာဟိုစိတ်ရင်းပေါ့နော်မနောစိတ်ပေါ့နော်အကောင်းတဲ့စိတ်ထားရှိတဲ့သူကိုသူစိတ်တလို့ခေါ်တာဒါပေမဲ့သူဟာသူ့ရဲ့စိတ်ထဲမှာတော့မကောင်းတဲ့စိတ်ထားတွေပဲမွေးမြူထားတဲ့သူဦးသိန်းကတော့ဒုစိတ်တလို့ပဲတော့မှာပေါ့နော်အဲ့တော့ဒီရဲ့ဗတိထဲမှာအကြက်ဖက်လက်နဲ့ပစ္စည်းတွေစုဆောင်းထားလို့မပြောနိုင်ဘူးအကြက်ဖက်လူသူတွေစုဆောင်းထားလို့မပြောနိုင်ဘူးဒါတွေကချိန်လုံးခြောက်လို့ပြီးသူတွေကိုအကြောက်တရားရိုက်သွင်းတာဖြစ်တယ်အဲဆိုတော့အဲ့လိုအကြောက်တရားလေးတွေလည်းပါတယ်ဒါတွေစောင့်ကြည့်နေတယ် ဖင်လန်မောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့ဖင်လန်မောင်မောင်ဆိုလို့ဖင်ပြောင်ကြီးတော်ပြောတာမဟုတ်ဘူးနော်ဒါနဲ့အများခေါ်နေတာကတော့အကျန်းဖက်သမားတွေခေါ်နေတာသူ့ကိုခေါင်းပြောင်လို့ပြောင်ပြီးလို့ခေါ်တာအဖင်လန်မှာနေတဲ့ဖင်ပြောင်ကြီးတဲ့မောင်မောင်ဟုတ်တဲ့ဖင်လန်မောင်မောင်နောက်တစ်ခါရှင်စီရဲ့မောင်လို့ပြောနေတဲ့အကောင့်နံပါတ်ကမဟာပညာကျော်လို့တောင်းရသမ ्या သူဆိုတဲ့ဒီညကိုစောင့်ကြည့်နေတဲ့အတိုင်းဒီနဲ့အမျိုးပါသားတာကတိကျတယ်ဒီနေ့ရောက်တယ်မဟုတ်ဘူး၂000ဆိုလဲတုတ်တင်ရမယ်ကြာကြာနော် တိုင်းပြည်နဲ့အမျိုးဘာသာကိုကြီးခိုင်လိုက်ရင်ဒီတယောက်နဲ့မဟုတ်ဘူးနှစ်ထောင်ဆိုလည်းတုတ်ပြင်ရမယ်တဲ့ဒါဖုံးကြီးတယောက်ကပြောတဲ့စကားလားဗျာဟမ်ကြည့်အောင်ဟမ်တင်တော့လည်းတော့မရှိစောင့်ကြည့်နေတယ်တိုင်းပြည်နဲ့အမျိုးဘာသာတရားကြီးခိုင်လိုက်ဒီနှစ်ယောက်တွေမဟုတ်ဘူးနှစ်ထောင်ဆိုလည်းတုတ်ပြင်ရမယ်တဲ့ပြောတဲ့စကားလုံးမရှိတော့အဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းနေတဲ့မြင်ကြလားမင်းတို့ပဲအထမ်းမှာဖြစ်နေတာနောက်ဆိုရင်တလူကောင်မျိုးတွေကလေခွန်တန်အောင်လာသူတို့ပြောတာနော်ဒီအရေးကြုံတွေကနောက်ဆိုရင်သူတို့ကတော့ပန်းဦးလို့ဆက်ခိုင်းတဲ့ကောင်မျိုးတွေ အကောင့်ပြောတာဘာတစ်ခုမှလုံးလုံးပဲနဲ့တာတနာအတွက်လည်းအာမကိုရတိုင်းပြည်အတွက်လည်းအာမကိုရပြည်သူအတွက်လည်းအာမကိုပတ်ဝန်းကျင်အတွက်လည်းအာမကိုရဟမ်အမျိုးဘာသာတော့တကယ်ကောင်းပါလားနော်မဘာသာဆိုတဲ့စကားလုံးအမျိုးဘာသာတာတနာကိုကောက်ွယ်ဆောက်ရှောက်နေတူဟာကျွန်တော်တို့ညှိုးဆိုးတယ်လေးစားတယ်ဒါမင်္ဂလာပါပဲကိုမျိုးကိုပါအကိုကာဝယ်ဆောက်ရှောက်တဲ့သူဆိုတာဒါမင်္ဂလာရှိတဲ့အလို့မင်္ဂလာနဲ့ပြည့်စုံတယ်เนาะဖခင်ကလည်းအမျိုးပါတာကိုကာဝယ်ဆောက်ရှောက်ဖို့ပြောထားတယ်ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာကကိုမျိုးကိုကာကွယ်ပါမယ်ဆက်ဆက်ပါမယ်ဆိုပြီးသူများအမျိုးကိုပြည်တနာရှာတာအဲ့ဒါအမျိုးဘာသာသာသနာကိုဆက်ဆက်တာမဟုတ်ဘူးအမျိုးဘာသာသာသနာကိုစောင့်ပြည်တနာရှာတယ်ခေါ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပတာအေးချုံကရုံဒူးစိတ်တော့ကိုကိုစီစုံမလိုက်ဒီမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာဒီမှာအေးချုံတွေဘလောက်တောင်းကျမ်းလဲဆိုတာသူတို့အချင်းချင်းတောင်မှမှိုင်းမှားတယ်ပြောပိုင်ခွင့်မရှိအခုဒီမှာအင်္ဂလန်ကအပြုတ်ဖင်လန်နိုင်ငံကကျွန်တော်တို့ဒီတော်လေးဘက်ကဆိုကြောင်ကြီးဆိုပြီးသူတို့ဆက်နေကိုမောင်မောင်တိပါလားနောက်တစ်ယောက်ကျတော့ အပညာမဟာကျော်လားမသိဘူးသူလည်းကျွန်တော်လည်းမသိဘူးကျွန်တော်သူ့ကို region တစ်ခါလို့လုပ်ဖို့တယ်အဓိကဘာလဲဆိုတော့ဘာသာတရားနဲ့ပတ်သက်လို့သူပြောထားတာနော်အဲ့ဒီ video file နဲ့ကြည့်ရပါတော့သူပြောထားတာကရိုင်းဆိုင်တာနဲ့တခုမှမပါဘူးကျွန်တော်တို့တော့စကားရိုင်းဆိုင်တုံးသေးတယ်အဲ့လိုပြောသွားတဲ့အချိန်မှာရိုင်းဆိုင်တာတခုမှမပါဘူးအဲ့ဒီနှစ်ယောက်ကိုမဘာကတည်းကအရေးချုံသူ့စိတ်တကဘာပြောလဲဆိုတော့ရှင်းပလိုက်ထိပါလိုက်ရင်းနဲ့ရှင်းပလိုက်ကပဲတမကြည့်ပါနော်ဘလောက်တောင်ဒီအရေးချုံတွေဘလောက်တောင်ဖြစ်နေလဲဆိုတော့အဲ့ဒါမြင်အောင်ကြည့်ပါသူတို့ဘက်အချင်းချင်းတော့အချင်းချင်းတော့မဘလို့ပုံစံပြောသွားလဲဆိုတော့ကြည့်ပါဦးမှာဒီတော့ ဒါကတော့သူ့အကောင့်မှာအဲ့ဒီသူ့စိတ်သားရဲ့ TikTok အကောင့်မှာတင်ထားတဲ့အတိုင်းပဲဒီနှစ်ယောက်ရဲ့ပုံကို UB ဒီနှစ်ယောက်ဘာလဲဘယ်လဲဆိုပြီးတော့ခေါင်းစဉ် Apple မှာ caption ပြင်ထားတယ်အောက်မှာအဲ့ဒီကိုမောင်မောင်နဲ့ကိုကိုမဟာကျော်နဲ့ပညာမဟာကျော်နဲ့အဲ့သူ့သူ့သူ့ပုံကိုတင်ထားတယ်ဒါကဒီနှစ်ယောက်လုံးကဘောမနေနော်ဒီနှစ်ယောက်လုံးကဘောမဆိုတာကို online အင်အားစုဘယ်စုလုံးနဲ့တိတယ်ပြည်သူအကုန်လုံးနဲ့တိတယ် online ဘက်ကလူတွေအများကွာဆဲတာကိုခန်းနေရတဲ့လူတွေဆိုတာတကဘာလုံးနဲ့တိတယ်တနိုင်ငံလုံးတိတယ်အဲ့ဒီလူနှစ်ယောက်ကိုကျွန်တော်ပြောထားတာနော်ပြပါနှစ်ယောက်အကြောင်းပြောချင်တာပေါ့နှစ်ယောက်ဘာနှစ်ယောက်လဲလဲလို့မမြင်တော့ တယောက်ကဖင်လန်မှာနေတဲ့ဖင်လန်မောင်မောင်ပေါ့ဟိုဘက်အကြက်ဘက်အုပ်စုတွေခေါ်တဲ့ပြောင်ကြီးပေါ့ဖင်လန်မောင်မောင်ရဲ့ line ပေါ်မှာအာသာရေးလူမျိုးရေးတွေနဲ့ပတ်သက်ရန်တန်ကားတွေနဲ့ပတ်သက်ပြီးတော့ကြောင်းချနေတယ်ကြောင်းချချက်တည်းနောက်တစ်ခါဒီဖင်လန်မောင်မောင်ရဲ့ line ပေါ်မှာရဟန်းတော်များနဲ့ပတ်သက်လို့ပြောချနေပြောချဆိုဒီနေ့ပဲကျွန်တော်အဲ့ဒီကိုမောင်မောင်ပြောထားတဲ့ video file ကိုကြည့်တယ်အဲ့ဒီ video file ထဲမှာ2 like ရတဲ့အချိန်အောက်ကနေ comment တခုတွားကြည့်တယ်ပောက်ပို့တော်ကို ဆုံးဘေးအောင်လားမဆုံးမတော့ဘူးလားမသိကျွန်တော်လည်းအမှတ်တော့ပြရဲအဲ့အဲ့လိုမျိုးအောက်ကတွားမှန်းအဲ့ဒီ comment ကိုတွားဖတ်တယ်ဖတ်ပြီးတော့သူပါပြန်ပြောဆိုတော့အဲယဟန်နဲ့ဆုံးလို့ရှိရင်တော့တဲ့ကျွန်တော်တို့လူကပြန်ဆုံးမှာဟိုယဟန်နဲ့အဆုံးမကိုလူတွေကပြန်ခံရတာဖြစ်တယ်ဒါပေမဲ့ပောက်ကိုတော့လည်းပတ်သက်လို့တော့သူသူမတိဘူးတော့ဆုံးမဆုံးဆုံးမနဲ့ဆိုတော့မဖြစ်မဖြစ်နိုင်ဘူးပေါ့နော်သူပြောတာမတိဘူးသူဘာတွေပြောနေတယ်ဘာတွေလုပ်နေဆိုတော့သူလည်းနားမထောင်ပြတဲ့အတွက်မတိဘူးဆိုတဲ့အကြောင်းပြောထားတယ်ရှစ်ဗီဒီယိုဖိုင်တွေမှာလည်းကိုမဟာဒီအကြောင်းအရာလေးနဲ့ပတ်သက်လို့ပြောတဲ့အချိန်မှာဘယ်လိုပြောမလဲဘယ်သူ့ကိုမှ ရှင်းရှင်းပြောရင်သူတို့အရေးကြုံနေ ਉ တော့မှနည်းနည်းရုပ်ရင်းဘယ်လိုပြောလဲဗျာစကားမှန်မှန်တော့ပြောထားတာမရှိဘူးနော်သူလည်းမမတာတယောက်ပဲဆိုတာတော့ဝေခံထားတယ်ကိုမမပါနော်အဲ့ဒီပညာမဟာကျော်လားဘူးလေအဲ့ဒီတယောက်ဆိုလေသူပြောထားတာကနော်ကျွန်တော်ဗုဒ္ဓဘာသာကိုဘာနဲ့ကာကွယ်ရတာလဲဒုက္ခလက်နဲ့ဗုဒ္ဓဘာသာကာကွယ်လို့မရတဲ့အကြောင်းတာဒနာကိုရှင်တဲ့တရားကိုအတွက်လောက်ထားတဲ့သူတယောက်ဆိုရင်ဘာသာကျမ်းအနေနဲ့ဘလုံးမဖြည့်စီဖြည့်စီဖြည့်စီလို့မရတယ်လို့ဆိုတဲ့အကြောင်းသူပြောထားတာတကယ်အမှန်တရားကိုပြောထားတာအဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တဘောကြောင့်ကျွန်တော်ရေရှင်းလောက်ထားနေတယ်နော် လူတွေတို့တော့မှပြောထားတဲ့စကားကိုနားထောင်ကြည့်ဒီအရေးကြုံအရင်ဆိုင်ကိုပြောထားတဲ့ဒီဗိုင်းရိုးလက်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောနေတဲ့နှစ်ယောက်ထဲကနောက်တစ်ယောက်ဖြစ်တဲ့သူ့နာမည်တော့မသိပါဘူးအကောင့်နာမည်ကမဟာပညာကျော်ဆိုလားအဲမဟာပညာကျော်မဟာပညာသူ့နာမည်တော့ကျွန်တော်လည်းမသိဘူးဆိုလားမသိဘူးဆိုတော့တချို့တချို့ဗီဒီယိုဘိုင်းလေးတက်တက်လာတာတွေ့ဘူးတာတော့ကြားခဲ့ပါပြီအခု YouTube မှာတော့ထမြတ်သူဆိုတာလည်းအဲ့လိုတော့တွေ့တယ်ဒီကောင်အကြောင်းကိုတရားတလာစုံစမ်းကြည့်လိုက်တဲ့အခါကျတော့ပြောတဲ့ပုံဒီစားကြည့်နော်ပြောတဲ့ပုံဒီစားကြည့်နော်မော်ရယ်ရွှေရင်စီ ချိန်စီဆိုရင်တော့အလုံးကြီးကြမှာပါ။နော်။မော်ရယ်ချိန်စီရဲ့မောင်လို့တော့ကြားတယ်။ဟုတ်မဟုတ်ဆိုတော့မသိပါဘူး။ချိန်စီရဲ့မောင်ဆိုရင်တော့ဒါဝတ်ကြီးနေဝင်ရဲ့မိ။အင်းနေဝင်မတော်လိုက်တဲ့လောက်ပါဘူး။သူတို့ကြောက်ချက်တွေစောင့်ကြည့်နေပါတယ်။သူကတော့စပီထားမှာအကောင်နဲ့အတွက်ပြောတဲ့စကားလေးတွေကဟိုရှင်းကြည့်ပါတယ်။ဒါရုံနဲ့ရှင်းရင်းလေးနဲ့ရိုင်းနေတာပေါ့ချာ။ရင်လေးနဲ့ရိုက်နေဆိုရင်တူပြောတဲ့စကားဘယ်နေရာမှာတော့မဟုတ်ဘူးမမှန်ဘူးပြောလေဗျာ ဟမ်အဲ့ဒီလူပြောထားတဲ့စကားဟာမှားတဲ့နေရာတစ်ခုမှမရှိဘူးကျွန်တော်ရည်စီလောက်ထားတာရှိပါတယ်နော်သူပြောတာကကျွန်တော်တို့ဘုရားဘာသာဆိုတာနော်သူတဲ့ဘာသာတွေကိုဒုတ်သားလက်လက်နဲ့ကာကွယ်လို့ရတဲ့ဘာသာမဟုတ်ဘူးဖခင်ရဲ့အစိုးမအဲ့ဒီအစိုးမတွေကိုလိုက်နာချစ်တုံးဖို့လိုအပ်တာလိုက်နာချစ်တုံးနေလို့ချင်းဘယ်သူမှသာသနာကိုဖြစ်စည်းလို့မရဘူးနော်အဲ့ဒီအကြောင်းကိုပြောထားတာအင်မတန်ကောင်းတဲ့စကားဒီလိုပြောထားသူဘောမပဲကျွန်တော်ကလေဟုတ်ဘောမပဲဖြစ်နေပါစေမှန်တာကိုပြောရင်တော့ကျွန်တော်လက်ခံတယ် ပင်လောက်ယုံနေပြီအခုမင်းအောင်နိုင်ဆိုချင်းတုံထွေးလို့ရရင်ကျွန်တော်ထွေးမယ်အဲ့လောက်ထိယုံတာမင်းအောင်နိုင်ဒါပေမဲ့မင်းအောင်နိုင်ဒီအခုလုံတော့အများကြီးဆိုင်တဲ့အရာမှာသူမှန်တာကိုပြောနေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့မချင်းမိုးရင်တော့ကဲ့ပြိုင်ကိုမရှိဘူးဗျအဲ့ဒါလူတိုင်းကျင့်လာလိုက်တာကျက်အော်မယ်လူကျင့်ဝင်ပဲနော်ကိုယ်ကကိုယ်မကြိုက်တဲ့လူမို့လို့ဒီလူပြောတဲ့စကားတော့မှန်တယ်မှန်လို့ချင်းမချင်းမိုးနိုင်ဘူးကိုယ်မကြိုက်တဲ့လူမို့လို့ဒါပေမဲ့အပြစ်တင်လို့မရဘူးကဲ့ရီလို့မရဘူး အခုဒီပညာမဟာကျော်ပြောထားတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့စကားလုံးဝမမှားတဲ့ပြင်တကယ်ကိုဗုဒ္ဓဘာသာတွေအတွက်တိတိတိခိုက်တဲ့အရာကိုပြောထားတာအဲ့ဒီအတွက်ကျွန်တော်ဒီလူကိုအခြားအရာတွေကျွန်တော်မပြောတော့အဲ့ဒီဗီဒီယိုခိုင်မှာပြောထားတဲ့အရာတခုကျွန်တော်လေးစားနေစိုးစိုးတယ်နော်ကျွန်တော်ပြောခဲ့ပြီဒါမျိုးဘောမဆမ်းမှာဒါမျိုးမဘာသာလုပ်ဆမ်းမှာဟုတ်တယ်မဘာသာဆိုတာအမျိုးဘာသာကိုစောက်ချက်ပဲနော်သူပြောပြတဲ့ဗုဒ္ဓဘာသာပြောဗုဒ္ဓဘာသာဆိုတာသူများဘာသာကိုရန်သွွားလောက်ကတာမဟုတ်ဘူးနော်မြတ်စွာဘုရားတော်ကဘလို့ဟောကြားခဲ့တရားတော်နဲ့အညီသူကရှင်းပြပြီးတော့ပြောထားတာတကယ်ကိုကောင်းတဲ့ဟာဒါသူတို့ တကယ်တော့လူဖုံးကြီးစစ်ဆိုရင်ဒီစကားမျိုးတွေကြိုးစားမှာလေ။အော်ငါတို့ဘက်ချမ်းမှာဒီလိုပုံကိုရှိပါလား။ဒါဟာကောင်းတဲ့ဟာ။ဒါမျိုးကြိုးစားမှာမဟုတ်ဘူးလား။ဒါပေမဲ့အခုပြောတဲ့စကားကိုနောက်ဆုံးမှပြောရတဲ့စကားပြည့်စက်ကြည့်။ဒါလေးတွေလည်းပါတာလေးစောင့်ကြည့်နေတယ်။ဖင်လန်မောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့ဖင်လန်မောင်မောင်ဆိုလို့ဖင်ပြောင်နေတာကိုပြောတာမဟုတ်နော်။ဒါနဲ့အများကောင်နေတာကတော့အချမ်းဖက်တမားကြီးကောင်နေတာသူ့ကိုခေါင်းပြောင်လို့ပြောင်းလို့ခေါ်တာ။အဲဖင်လန်မှာနေတဲ့ဖင်ပြောင်နေတဲ့မောင်မောင်မဟုတ်တဲ့ဖင်လန်မောင်မောင်ကတော့ရှေးစီရဲ့မောင်လို့ပြောနေတဲ့အကောင့်နံပါတ်မှာမဟာပညာကျော်လို့တောင်းတဲ့ ထွက်မြတ်သူဆိုတဲ့ဒီရက်ကိုစောင့်ကြည့်နေတယ်။အတိုင်းဒီနေ့အမျိုးပါသာတာကဒီကိလိုင်းဒီနေ့ရောက်တယ်မဟုတ်ဘူး။2000ဆိုလည်းထုတ်တင်ရမှာ။ကျက်ကျားနော်။အတိုင်းဒီနေ့အမျိုးပါသာတာကိုထိလိုက်လိုက်ရင်ဒီနေ့ရောက်လည်းမဟုတ်ဘူး။2000ဆိုလည်းထုတ်တင်ရမယ်။ဒါဖုန်းကြီးတယောက်ကပြောတဲ့စကားလားဗျာ။ဟမ်ကြောက်ဟမ်တနာတနာမကြီးစောင့်ကြည့်နေတယ်အတိုင်းဒီနေ့အမျိုးပါသာတာတာကဒီကလိုင်းဒီနေ့ရောက်တယ်မဟုတ်ဘူးနှစ်ထောင်ဆိုလဲထုတ်တင်ရမယ်ကြောက်ရစကလုံးမရှိတော့ အဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းနေနဲ့နေကြတာမင်းတို့ဘက်အထက်မှာဖြစ်နေတာနောက်ဆိုရင်ဒီလိုကောင်မျိုးတွေကလေခွန်တန်အောင်လာသူတို့ပြောတာနော်ဒီအရေးချုပ်တွေကနောက်ဆိုရင်သူတို့တော့ပန်းဦးလို့ဆက်ခိုင်းတဲ့ကောင်မျိုးတွေအကောက်ပြောတာဘာတခုမှလုပ်လို့ပဲနဲ့ကာတနာထွက်လဲအာမကိုရတိုင်းပြည်ထွက်လဲအာမကိုရပြည်သူထွက်လဲအာမကိုပဝင်းချေထွက်လဲအာမကိုရဟမ်အမျိုးဘာသာတော့တကယ်ကောင်းပါလေနော်မဖတ်တာဆိုတဲ့စကားလုံးအမျိုးဘာသာတာနာကိုကာကွယ်ဆောက်ရှောက်တဲ့သူဟာကျွန်တော်တို့တွေကြိုးစိုးတယ်လေးစားတယ် ဒါမင်္ဂလာတပါးပဲကိုမျိုးကိုပါကိုကာဝယ်ဆောက်ရှောက်တဲ့သူဆိုတာဒါမင်္ဂလာရှိတဲ့အလို့မင်္ဂလာနဲ့ပြည့်စုံတယ်နော်ဖခင်ကလည်းအမျိုးဘာသာကိုကာဝယ်ဆောက်ရှောက်ဖို့ပြောထားတယ်ဒါပေမဲ့ဘုရားဘာသာဝင်ဆိုတာကကိုမျိုးကိုကာဝယ်ပါမယ်ဆောက်ရှောက်ပါမယ်ဆိုပြီးတူများအမျိုးကိုပြည့်တနာရှာတာအဲ့ဒါအမျိုးဘာသာတာသနာကိုဆောက်ရှောက်တာမဟုတ်ဘူးအမျိုးဘာသာတာသနာကိုဆောက်ပြည့်တနာရှာတယ်ခေါ်တယ်ဘုရားဘာသာဆိုတာဘာလဲအခုတပည့်ဗျာဘာသာကြားတွေကကိုဗုဒ္ဓဘာသာမိန်းကလေးတွေစီယုံတိတ်ပြီးတာမင်းအဖြစ်ယူရလို့အမျိုးဘာသာဖြစ်တယ်လို့သူတို့ပြောနေတယ်စကားမျက်ရှိကောင်းပြီ တဏ္ဍာရုံ၃ပါးကိုခါးဝေပစိုးလို့မြဲတဲ့ဗုဒ္ဓဘာသာအမျိုးသမီးဗုဒ္ဓဘာသာကိုမိယိုးဖတ်လာကိုးပွယ်တာမဟုတ်ပဲတကယ်ဗုဒ္ဓရဲ့တရားတွေဟောကြားခဲ့တဲ့အနှစ်သာရကိုတိရှိနားလည်ပတ်ထားတဲ့အမျိုးသမီးတယောက်ပါဘာသာကြားမကလို့တရားမင်းစင်းမြူဆွဲတော်မှဖားမလားအခုကျွန်တော်လာခဲ့နော်မင်းတို့ဘီလန်နာဖြစ်အောင်ပြည့်တယ်မင်းဗုဒ္ဓဘာသာကိုစွန့်တော့ဖယက်ပုံတော်တနေ့လာပြောဘီလန်နာမကတော့ဘယ်နဲ့ဘီလန်နာမဖြစ်ဖြစ်အငတ်ခံလိုက်တယ်အသက်ပြင်တယ်မင်းမင်းလက်ခံမင်းတက်ကိုတင်မယ်လက်ခံဘီလန်နာဖြစ်မယ်လာခဲ့ပါနော်ဘာဖြစ်လို့လဲ တချင်ရကျွန်တော်ဗီဒီယိုဖတ်လာတဲ့ကိုယ်ဝယ်တဲ့အချိန်မှာဆိုရင်အဲ့လိုမျိုးလမ်းပြီးဆိုရင်ကျွန်တော်လည်းပိုင်ပါမှာပဲဒါပေမဲ့ခုနကပြောသလိုဝိပဿနာတရားတွေနဲ့ပတ်သက်တာကိုလင့်လာတဲ့ဖရာဟောတရားတွေနဲ့ဒီကနေ့ဖြစ်နေတဲ့ဟာနဲ့နှိုင်းချင်တယ်တကယ်ဝိပဿနာတရားအစ်စ်တရားဘယ်လိုလဲနော်ဖရာဗုဒ္ဓဘာသာဆိုတာဘာလဲဟမ်ဗုဒ္ဓတရားနဲ့ကိစ္စပြီးတော့ဘာမှမသိတဲ့လူမျိုးတွားစီရုံနဲ့ပါမှာပေါ့အဲ့တော့ဘုန်းကြီးတွေအနေနဲ့ကိုယ်ဘာသာပေါ်ကိုတန်ဖိုးထားတယ်စကိုင်းမြို့အဝင်စစ်တပ်ဂိတ်ကိုယူနီကွန်တပ်ဖွဲ့ကတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့ စကိုင်းတိုင်းစကိုင်းမြို့အဝင်အကြမ်းဖက်စစ်တပ်ဂိတ်ကိုတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့ကြောင်းယူနီကွန်းပျောက်ကြားတပ်ဖွဲ့အကထုတ်ပြန်ထားသည့်စက်တင်ဘာလ26ရက်နေ့တွင်စကိုင်းမြို့အဝင်ဝါချက်ကြီးရွာတောင်ဘက်ရှိအကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကိုယူနီကွန်းတပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်ရန်တွားရောက်စဉ်ဂိတ်စခန်းရှိစစ်သားအလုံးကားဖြင့်ထွက်ပြေးတိမ့်ရှောင်သွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရသည် ထို့သို့အကျန်းဖက်စစ်တပ်စစ်စေးဂိတ်ကိုတင်ပိုက်ပြီးနောက်ရှင်းလင်းရေးလှုပ်ဆောင်ကယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှရဲဘော်များကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရသည်။ရင်းစစ်စေးဂိတ်မှဆုတ်ခွာသွားသောအကျန်းဖက်စစ်သားများသည်စကိုင်းမြို့ပေါ်မှအင်အားဖြည့်တင်ပြီးရင်းတို့ပြန်ဆုတ်ရလမ်းတစ်လျှောက်ရှိကျေးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်ဝါချက်ကျေးရွာမှကလေးငယ်တအီးလက်နက်ကြီးထိမှန်ကပယ်90ကျေးရွာမှပြည်သူတအူးလဲပေါင်တွင်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည် အကြမ်းဖက်စစ်တပ်သည်ပြည်သူများနေထိုင်သည့်ကျေးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်မှုများလှုပ်ဆောင်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စစ်တပ်စစ်ကြောင်းများရောက်ရှိလာပါကတတိဖြစ်နေထိုင်ကြရန်ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ OFF ကအသိပေးထုတ်ပြန်ထားသည်လေးစားတဲ့ဗုဒ္ဓဘာသာမျိုးသမီးတွေအထက်ဘာသာဝင်တွေပြူဆွဲတာကိုမတက်ဘူးဆိုရင်ကိုဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကိုဘာသာရေးအစိုးရမှအနှစ်သာရတွေကိုတိအောင်ဟောပြောမယ်ဗုဒ္ဓဝိပဿနာတရားတွေကိုဟောပြောမယ်ဗုဒ္ဓအဲ့တော့တိထားတဲ့လူပြောက်ကိုတိုက်ကြလို့လာဖြစ်လေပြီးလို့ရှိရင်ဘာလုပ်ရမလဲ သာသနာပြန့်ပွားရအမှန်ပရိယတိပရိမတိကိုမျှောက်စားရမှာမဟုတ်လားဟမ်အခုမြန်မာပြည်မှာမပါတန်းလို့អော်နေတဲ့အဲ့ဒီဘုံကြီးတွေဝင်နေငပောက်တို့ဒီသူစိတ်ကြတော့အရေးကြောင့်ဒီဘုံကြီးလို့မခေါ်တတ်ပါဘူးနော်အဲ့ဒီအရေးကြောင့်ဒီတကယ်သာသနာပြန့်ပွားရအမှန်ဖြစ်တဲ့ပရိယတိပရိမတိကိုမျှောက်စားတဲ့အလုပ်ထက်တပ်ပန်း40သူများဘာသာကိုပြည်ထောင်လိုက်ရတဲ့အလုပ်ဘယ်ဟာကိုပုံလုပ်နေတယ်သလိုမြန်မာပြည်မှာတွားကြည့်စာတင်တိုက်တယ်နော်ချွတ်ချွတ်တက်တက်နဲ့ဒီပရိယတိပရိမတိကိုအားထုတ်နေတဲ့ပုံကိုယ်တွေအများကြီး ဒါပေမဲ့ဘာဖြစ်လို့စာတင်တိုက်ကိုပိတ်ထားတာတိလားအနာရှင်ဆိုတာလေသားသုံးသားကိုကြောက်တယ်ဖယားသားစစ်သားကြောင်းသားစစ်သားကိုကြတော့နားနေစီဒီအကုန်ပိတ်ပြီးတော့စစ်စစ်ကြုံဘဝတုံ့ပြန်ထားတဲ့အတွက်အပိတ်အောင်လားတခုမှမလုပ်ရဘူးကြောင်းသားတွေကိုမလုပ်ဘူးနေဝင်းလက်တက်ကစပြီးတော့နော်တကယ်ကြောင်းသားတွေနဲ့ဆိုင်တဲ့အပိတ်ပန်တွေကိုဘုံခွက်ချပစ်တယ်ကောလိပ်တွေကိုညှို့နေထုတ်ပစ်တယ်ပြည်ပြိုင်စနစ်ကိုစေစားတွေးခေါ်နိုင်စွမ်းမရှိအောင်လို့ဒါရင်တာကျက်ဒါဖြစ်ဖြက်စီးပစ်တယ် ်ဟောဖရားကဖေဝါရီမှာကောင်းကောင်းထိပါတဲ့အာနာရှိတွေကဘာလို့ဖြစ်လဲစာတင်တိုက်တဲ့ကိုလုံးဝကိုနှိတ်ကုပ်ပြစ်တယ်နော်ဖေဝါရီမှာဆိုစာတင်တိုက်တယ်ငွေကြရန်ကြောင်းတိုက်နော်စာတင်တိုက်ကြည့်တဲ့ကိုစစ်ကနက်နဲ့ဝင်းလာရှိတဲ့မှန်တကားနဲ့အကုန်ပြိုက်ပွဲအကုန်ဖြစ်စီဟမ်နော်စဉ်းစားကြည့်အဲ့တော့ကစာတင်တိုက်ကိုလုံးဝလိမ်မပေးတာကိုတော်ကဝင်းနေမိတာရောဆရာတော်ကြီးကိုသူတို့စစ်တပ်ကပြစ်ပြီးတော့ driver ကိုလိန်ညာဗီဒီယိုရိုက်တဲ့အချိန်ဘာလုပ်တယ်အောင်မေးတယ်စာတင်တိုက်မှာရှိတဲ့မြို့ပေါ်ကစာတင်တိုက်ကတချို့ဒီအထီးကြီးဖြစ်နိုင်တဲ့နေရာကစာတင်နေတဲ့ကိုတော်တွေအကောင့်တွေကိုပြန်လှုပ်ပြစ်တယ် ်ဘလို့မှရတယ်စဉ်းစားကြည့်အဲ့တော့ကျွန်တော်ပြောချင်တာကတကယ်မျိုးဘာသာကိုစကားဝဲစောက်ချောက်လဲဆိုရင်သူတည်းဘာသာတွေကိုပြည်တနာလိုက်ချက်တာမျိုးဘာသာစောက်ချောက်တာမဟုတ်နော်အဲ့တော့ဒါလွဲနေလို့လွဲနေတယ်ထောက်ပြတာဒီတော်လိုင်းရဲ့ဘက်ကသူတို့နဲ့စတဲ့ဘက်အချမ်းကပြည်သူကထောက်ပြလို့ဒီစကားပြောရင်ကျွန်တော်မပြောသေးဘူးအာကျွန်တော်တို့တို့ဒီဘိတ်ကြီးတို့တတ်မှတ်ထားတယ်လက်မတူလို့ဆိုတဲ့ဟာမျိုး ਨੇ ဒီကိုမောင်မောင်တို့အဲ့ဒီပညာမဟာကျောင်းကဒီလူတို့ဆိုတာသူတို့ဘောမတွေထဲမှာနော်အတိတ်တရားမြင့်မြင့်အတိတ်တရားပြည့်ဝဆောင်တဲ့ အေးကြပြောကောင်းကောင်းနဲ့ဟောပြောနေတဲ့သူတွေအဲ့ဒါလို့လူတွေတော်မှရှင်းပြမှလေတုတ်တင်ပြမှလေပြောတဲ့စကားလောက်ရစဉ်းစားကြည့်နော်ဘလောက်အောက်တန်းကြလဲစဉ်းစားကြည့်အနှိတ်ကိုပြရမယ်ဓမ္မနီးနေပေါ့နော်စောင့်ကြည့်နေတယ်နော်ဒါတော့ဆုံးမသူဓမ္မနီးနေပေါ့ဆိုတဲ့စကားကိုထည့်ပါလားရှင်းပြလိုက်မယ်ဆိုတဲ့စကားမှဓမ္မနီးလိုက်တယ်ဘာမှမဆိုင်ဘူးနော်ဟုတ်တယ်နော်သူဘယ်လိုရည်ညွှန်းပြီးပြောတဲ့ဆိုတာလူတိုင်းသိပါလေအဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့တိုင်းပြည် ဖြစ်စည်းခံတဲ့အထက်မှာယုတ်ဝိတုတွေကိုဖြစ်စည်းပြစ်ခံရတာကျွန်တော်တို့ဒီနေ့တော်နိုင်ပြီဒီနေ့ပြန်ပြန်ဆောက်လို့ရတယ်ဒါပေမဲ့စိတ်ဝိတုတွေကိုအဲ့လိုဖြစ်စည်းခံနေရတာတအားရှင်တော့ကောင်းအစိုးဆုံးကျွန်တော်တို့ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ဗုဒ္ဓဘာသာတော့ထင်ရွာရအထွန်းကားဆုံးတဲ့ပိုင်းဒီလိုအရေးကြုံနေတာလုတ်ချင်တိုင်းလုတ်ဝင်ရနေတာအဲ့ဒီအာနာရှင်ရဲ့အကျိုးဆက်ချက်ပါတော်နိုင်ပြီတဲ့နေ့အကုန်လာမှာအကုန်တန့်ရှင်းမှာအဲ့ဒီတန့်ရှင်းတဲ့အကုန်ထဲမှာတာသနာတော်ကိုတန့်ရှင်းနိုင်မှုပါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်တန်ဖို့မပြတ်နိုင်တဲ့ပန်းနိုင်ရမကူတဲ့နောက်ဆုံးကျွန်တော်မြဲပြောသူဒုံနဖဝိတ္တာကစား တကယ်နော်ဒီဝိနည်းနဲ့ညီနေထိုင်တဲ့ပုံပေါ်မှာဒုံလမပေးဖို့ခိုင်းပတ်စံရှိတိုင်းဝတ်တယ်ကြက်တယ်တအလူတွေပေးပြီးဒုံလမဝေးပောက်ပန်းလေးတွေနေတဲ့နေတဲ့ကိစ္စတွေဆိုအကုန်ကန်ကျွဲမှာနော်အဲ့ဒါတွေလုပ်ဖို့အတွက်ကျွန်တော်တို့တွေတော်လိုင်းအောင်ဖို့လုပ်တယ်ရန်ကုန်မှာဘုံကြောင့်တွေပါတိချဲတိုင်းနှလုံးတိုင်းတုံးလုံးတိုင်းမရှိတဲ့ဘုံကြောင့်ရှားမရှိတဲ့ရှားတယ်အများကြီးမပြောဘူးမတိတာဘုံကျွန်တော်ကိုပြည်တယ်ဒါတွေဟာသာသနာကိုဖြစ်စည်းနေတည်တယ်။ဒါပေမဲ့ဒီကာလမှာတိုက်တက်တော့ဘာမှလုပ်လို့မရဘူး။အေးကျွန်တော်တို့တွေဒီနိုင်ငံဒီမိုကရေစီစနစ်ပြေဝါဝါမှာတမန်တော်ဟာပြည်သူအောက်ကိုရောက်ပြီဆိုရင် အဲ့အားဒီအားလုံးကိုလုတ်ဖြစ်ရှိနေတယ်နော်ဒါကြောင့်မလို့ပေါ်လိုင်းရေးဟာလူတိုင်းနဲ့ဆိုင်နေဆိုတာကျွန်တော်တို့ဒါကိုပြောတာနော်ကြည့်ဘယ်လိုဒီအောက်တန်းကြတယ်အချင်းချင်းတောင်မှဒီလိုစကားမျိုးပြောနေဆိုပြီးစဉ်းစားကြည့်